ကျွန်တော်တို့မြန်မာနိုင်ငံမှာနေတဲ့ကျွန်တော်တို့ယူဆလေးတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ဥမတောင်မှတီလာစောင့်မယ်ဆိုတဲ့ဆူယူစကားလေးရှိတယ်အတိတ်ပဲကတော့ကိုဝမ်းဝါမှာပါရမီဖះတရားဆိုတာလုံနိုင်တယ်ဆိုတဲ့အတွေးခေါ်အယူဆရှိပါတယ်ဆိုတော့ဒီနေ့မေကွန်းလေးကတီလာစောင့်ရင်ရော ဥမတောင်းသလားဆိုတဲ့မိကွန်းဖြစ်ပါတယ်အဘိဘေကတော့ဖြောင်းမက်ရာနဲ့ဖះကြိုက်တဲ့အသက်တာလမ်းမှာရှင်တံမယ်အဲ့ဒီအတွက်ဖះဟာငါအတွက်လုံလောက်တဲ့ဂျေစုတော်ရှိတယ်ဆိုတာကိုကျွန်တို့ဘဝမှာဖြတ်တန်းဘူးသလားယုံကြည်ဘူးသလားဆိုတဲ့မိကွန်းလေးဖြစ်ပါတယ်သခင်ခရစ်တော်ကတော့တတ်တော်ထင်ရှားရှိတုန်းကကျွန်တို့ကိုသွန်သင်ပေးတဲ့အကြောင်းအရာလေးတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုရင်နိုင်ငံတော်နဲ့ဖြောင်းမက်ခြင်းကိုဦးစားပေးရှာပါ ကျန်တာတွေကိုနောက်မှာပေးမယ်လို့တခင်ခွစ်တော်ဟာတတ်တော်ထင်ရှားရှိတုန်းကသူ့ရဲ့နောက်လိုက်တပည့်တွေကိုတွင်တယ်ပါတယ်အဓိပ္ပာယ်ကတော့ဖះနဲ့ဖြောင့်မတ်ခြင်းကိုရှာပါကျန်တဲ့အရာတွေဖះဟာကြွယ်ဝစွာနဲ့ပြင်ဆင်ထားပါတယ်ဆိုတဲ့အဓိပ္ပာယ်လေးပဲဖြစ်ပါတယ်ကျွန်တော်တို့ဝါရင်ကာလာချင်းနှင်းဝင်ရောက်လာတဲ့အခါမှာပထမဦးဆုံးဝါဝင်တဲ့နေ့မှာကြားခဲ့ရတဲ့တမန်ကျမ်းစာမှာဘာကြောင်းရာကြားရလဲဆိုရင်ဝါရင်ချိန်ကာလမှာသုံးခုသော ကျင့်သီလပါရမီကိုစောင့်တည်ဖို့တိုက်တွန်းထားပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ရဲ့ဖျားဆင်မှာပြင်ဆင်ထားတဲ့ဆူတောင်းတာရယ်ချိုးချန်တာရယ်ပေကန်းစွန့်ကြဲတာရယ်အဲ့ဒီနေ့ကျမ်းစာကိုကျွန်တော်တို့ပြန်လည်ပြီးထောက်ရှုမယ်ဆိုဘာတွေ့ရလဲဆိုရယ်အဲ့ဒီပါရမီ၃ခုကိုလှုပ်ဆောင်တဲ့အခါမှာလူတွေသိเสียမလို့ဘူးတဲ့ကိုနဲ့စိတ်ခွေရအရမ်းမှာ ရှိတယ်ဖျားသိတယ်ဆိုရင် လုံလောက်တယ်အဲ့ဒီကနေပြီးလူတွေရှိကမလာတဲ့ကောင်းကြီးကိုဖျားပေးမယ်လို့ကျွန်တော်တို့ ဝါရင်းကာလာရဲ့ပထမဦးဆုံးတရက်နေ့မှာအတူတကွထောက်ရှုခဲ့ပါတယ်။ဘာကြောင့်ဒီနေ့ဒီအကြောင်းအရာပြောရတဲ့ဆိုရင်ဒီနေ့ကြားရတဲ့ပထမကျမ်းစာတော်မြတ် Leviticus နဲ့ကျွန်တော်တို့ကြားရတဲ့ဧဝံဂေလိကျမ်းစာတော်မြတ်ထဲမှာအကြောင်းအရာလေးတစ်ချက်ကိုပြောပြထားပါတယ်။အဲ့ဒါကဘာလဲဆိုတော့လူတွေမသိဘူးဖះသိတယ်ဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်။လူတွေမသိဘူးလို့ပြောတဲ့အခါမှာကိုယ်ကာယကံရှင်ကိုနှိုက်ကလည်းလူတွေထဲမှာပါတဲ့အတွက်ကိုကို၌လည်း မသိနိုင်ဘူးဆိုတဲ့အချက်ကလေးဖြစ်ပါတယ်။အဲ့ဒါကဘာလဲဆိုရင်ဒီနေ့ဧဝံဂေလိကျမ်းစာတော်မြတ်ထဲမှာသခင်ခရစ်တော်ကသူ့ရဲ့တရားနာပရိသတ်တွေကိုဘာပြောလဲဆိုရင်သားတော်ဖျားဟာဖုံးမှုတော်နဲ့ကြွမြန်းလာတဲ့အခါမှာတဲ့လူတွေကိုသိုးနဲ့စိတ်နှစ်ချမ်းခွဲမယ်တဲ့။သိုးတွေကတော့ဖြောက်မှတ်ပြီးတော့မှစိတ်တွေကတော့ဘဝတက်တာမှာသူတို့အသက်ရှင်နေတဲ့အတိုင်းနေထိုင်ခဲ့တဲ့အဖွဲနှစ်ဖွဲရှိမယ်တဲ့။ တိုးတွေကိုတော့သူဟာဘာပြောမလဲဆိုရင်ငါရေငတ်တုံးကငါ့ကို ပေးတယ်အဝစ်စီးမရှိတော့ငါ့ကိုအဝစ်စီးနဲ့လွှမ်းခြုံတယ်ဖြားနာတော့ငါလာကြည့်တယ်ထောင်ထဲကျနေတဲ့အချိန်မှာကြိရှုလာတယ်အဲ့ဒီခါမှာဖြောင့်မတ်တဲ့လူတွေပြောတဲ့စကားလေးဟာကျွန်တို့တို့တူးစီအတွက်ဆင်ញံစရာလေးပါအဲ့ဒါကဘာလဲဆိုရင်ကိုရောကဖြားနာတယ်ကိုရောကထောင်ကျတယ်ကိုရောကအဝစ်စီးမရှိဘူးဆိုတာကျွန်တို့တို့မသိဘူးလေလို့ပြောပါတယ် အဓိပ္ပာယ်လေးကတော့ဘာလဲဆိုရင်တခါတည်းကမှကျွန်ုပ်တို့တွေဟာကျွန်ုပ်တို့ရဲ့လှုပ်ဆောင်မှုကိုအမှန်တကယ်သိရလားလို့မေးเสียမေးခွန်းလေးဖြစ်ပါတယ်ဆိုတော့ကျွန်ုပ်တို့သိနိုင်တဲ့အတ္တိတရားဟာ limited ကန့်တတ်မှုရှိတဲ့အခါမှာကျွန်ုပ်တို့ကိုဖျားသွန်တဲ့အရာလေးတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့မသိရင်တောင်မှစိတ်ကောင်းနှလုံးကောင်းနဲ့ယူသားဖြူစင်ခြင်းနဲ့လှုပ်ဆောင်တဲ့အမှုပေါ်မှာမူတည်ပြီးဖျားကောင်းကြီးရှိတယ်ဆိုတဲ့အကြောင်းအရာလေးဖြစ်ပါတယ် ဒါနဲ့ပတ်သက်ပြီးဒီနေ့ပထမကျမ်းစာတော်မြတ်ထဲမှာကြားရပါတယ်မလိမ္မာနဲ့တဲ့သူများပစ္စည်းမခိုးနဲ့တဲ့ညနေဆောင်မှသူများရှိကနေပြီးအနိုင်ထက်ရလို့အင်ကြီးဝတ်စားယူထားလို့ရှိရင်သူညမှာအေဂျင်ပေးအိပ်ရတာဖြစ်တဲ့အတွက်အဲ့ဒီဝတ်စားလေးကိုပြန်ပေးလိုက်ပါနောက်တနေ့မှာသူဟာလုံခြုံစွာနဲ့ပြန်လည်ထနိုင်နေဆိုတဲ့တမာတရားရဲ့အသက်ရှင်ခြင်းလေးကိုတွင်တင်ထားတာကိုကြားရပါတယ်အဘိဓိပ္ပာယ်လေးကဘာလဲဆိုရင်လိင်နေဆိုတာဟာသူများမသိပါဘူး သူများပစ္စည်းခိုးတယ်ဆိုတာလေသူများမသိပါဘူးပြီးသွားတဲ့အခါကျရင်ကို့မှာအခွင့်အရေးရှိတော်냐လဲပဲတပားသူကိုကိုကအခွင့်အရေးပေးလိုက်တာကလည်းတပားသူအတွက်ထိုက်တန်တဲ့အရာမဟုတ်ပါဘူးသို့တော်ဒီလှုပ်ဆောင်မှုလေးတွေဟာဘုရားသခင်ရဲ့အရှိမကောင်းကြီးဖြစ်စေတယ်ဆိုတဲ့အကြောင်းအရာလေးကိုဒီကနေ့နှုတ်ကပတ်တော်ကကျွန်တော်တို့ဒီကူဦးတွေကိုတွင်တယ်ပါတယ်ခရစ်သူသခင်၌ချစ်ခင်လေးစားပါတော်ဘာသူဓမ္မမိတ်ဆွေကပေါ့လို့ဝါရင်းချိန်ကာလဆိုတာဟာကိုကို၌လဲသိခြင်းမသိမယ် ပြီးသွားတဲ့အခါကျရင်တပားသူလည်းသိကြမှာသိမယ်သို့တော်ညာလည်းပဲကျွန်တော်တို့ရဲ့လှုပ်ဆောင်မှုအားလုံးကိုကျွန်တော်တို့မသိဘဲနဲ့လှုပ်ဆောင်ရင်သိရှိနေတဲ့ဘုရားသခင်ဟာကျွန်တော်တို့ကိုအမြဲတမ်းစောင့်ကြည့်နေတယ်ဆိုတဲ့အချက်ကလေးကိုဒီတကွာထောက်ရွှေ့ရဲ့နဲ့ဆိုရိုးစကားလေးတစ်ခုအားတော့ comes around goes around ကျွန်တော်တို့လှုပ်ဆောင်မှုတိုင်းရဲ့တံပြန်တက်ရောက်မှုဟာကျွန်တော်တို့ဘဝမှာရှိတယ်ဆိုတာလေးကိုဝေမျှရင်းနဲ့ဒီနေ့နောက်ဆုံးပိတ် ဩဝါဒတော့နည်းနည်းလေးရှေ့မယ်ပေါ့နော်ဘဝအတွေ့အကြုံမှာကြုံတွေ့ခဲ့တဲ့ story လေးတစ်ခုဝင်းမြကျင်တယ်အဲ့ဒါကဘာလဲဆိုတော့ဟိုးလွန်ခဲ့တော့လစ်ပေါင်း40တုံးကအစိုးရဝန်ထမ်းတွေဆိုလို့ရှိရင်ဒီသူတို့ရုံးနေကနေပြီးစံနေထုတ်ပေးတဲ့အလေးထားရှိပါတယ်ကျွန်တော်ကအိမ်မှာယောက်ျားလေးတယောက်တည်းဖြစ်တဲ့အခါကျတော့အဖေရဲ့ကိုဒါကြရဲစံထုတ်ရတဲ့တာဝန်ကိုကျွန်တော်ကယူရတယ် နေသားသူ့အနောက်မှာနေတယ်ဆံလာထုတ်တဲ့အခါမှာပန်းဆိုးရန်စုလီဖျားမှာလာထုတ်ရတဲ့အခါမှာတည့်ရက်မှာအဖေပေးတဲ့ဆံဘိုးနဲ့ကားကလေးကိုယူပြီးဆံအိတ်ကလေးနဲ့ကျွန်တော်သူ့ဝနာနေပြီးလိုင်းကားစီးလာပါတယ်အဲ့ဒီအချိန်မှာ38ဒဆန်းကိုကျွန်တော်စီးလာတဲ့အခါမှာ6လမ်းရောက်တဲ့အခါမှာအဖွားကြီးတယောက်တက်လာတယ်အဲ့ဒီအဖွားကြီးက ယောဂီသင်္ကန်းဝတ်ထားတယ်အတိတ်ပဲလေးကတော့ဒီဗုဒ္ဓဘာသာတွေအရာသူဟာတရားစခန်းဝင်မဲ့အဝတ်အစားလေးကိုအင်ကြီးဖြူနဲ့ယောဂီအယောင်လေးနဲ့သူဝေ့ပြီးတော့38ကဘောတက်လာအဲ့ဒီအချိန်မှာမှတ်မှတ်ရရနဲ့အဲ့ဒီဖွားကြီးကစပယ်ယာကိုပတ်စံအစိတ်တန်လေးတရွက်ထုတ်ပေးတယ်ယောသားလေးရေတဲ့ဒီမှာအစိတ်တန်နဲ့အဖွားကစာလိုက်မှတ်တမ်းရောက်လို့ရှင်စင်မာလို့သူပြောပြီးပေးလိုက်ပါဒါနဲ့ကားကစမောင်းလာတဲ့အခါမှာ လင်းကျွန်တော်တို့တွေဒီ ABC မှတ်တိုင်အကျော်ရောက်လာတဲ့အခါမှာဒီအဖွားကြီးကဘာပြောလဲဆိုတဲ့အခါကျရင်တာရီတဲ့အစိတ်တန်ပေးထားတယ်တဲ့ပတ်စံပြန်အံ့ရအောင်မယ်နော်တဲ့စာလိုက်မှတ်တိုင်ရောက်ရင်စင်ပါလို့ပြောတဲ့အခါကျတော့ဒီကောင်လေးကစပယ်ယာကဘာပြောလဲဆိုရင်ဖွားတယ်ကျွန်တော်ရှိမှာအစိတ်တန်တရွတ်မှမရှိဘူးတဲ့ဓမ္မကြည်ဆိုပြီးသူ့ရဲ့လက်ကြားထဲမှာစပယ်ယာကအရင်တော့ပတ်စံလေးတွေဆိုလက်ထဲညှက်တဲ့လူကရှိတဲ့အခါမှာအစိတ်တန်မတွေ့ရဘူးဒါပေမဲ့ကျွန်တော်လူငယ်တယောက်အနေနဲ့ဒီဖွားကြီးက စပယ်ယာလေးကိုအစိတ်တန်ပေးလိုက်တယ်ဆိုတော့ကျွန်တော်ကျင်းတွေတွေ့နေဒါပေမဲ့ငယ်တဲ့အခါကျတော့ကျွန်တော်ကကြောက်တာလဲပါတယ်မပြောဘူးဒါနဲ့ကားကစားရိတ်မှတ်တိုင်ရောက်တဲ့အခါမှာအဖွားကြီးကသူ့မှတ်တိုင်ရောက်လို့ဆင်းနေခါကျတော့သူကစပယ်ယာလေးကိုကောင်းကောင်းမွန်မွန်တောင်းတယ်ဘာပြောလဲဆိုရင်ကောင်းလေးနင့်ကအစိတ်တန်ပေးထားတယ်နော်ငါ့ကိုပြန်ပြီးပတ်စံပြန်အောင်လို့ပြောတဲ့အခါမှာစပယ်ယာလေးကဒီအဖွားကြီးကိုဘာပြောလဲဖွားကြီးဝတ်ထားတာတော့ ဝတ်ဆောင်ဖျားရှိခိုးဖို့သွားတဲ့ဟာနဲ့ဒီမှာကျွန်တော်လက်ထဲမှာအစိတ်တန်တရွတ်မှမရှိဘူးဆိုပြီးတော့သူပြန်ပြောလိုက်တဲ့အခါမှာဖွားကြီးကဘာပြောလဲဆိုရင်ကောင်းလေတဲ့ငါတရားစခန်းသွားမှာတဲ့နင်းနဲ့ရံမဖြစ်ချင်ဘူးတဲ့ငါသွားပြီဒါပေမဲ့ငါနင်းကိုတော့အစိတ်တန်ပေးခဲ့တယ်ဆိုပြီးသူရိုးရိုးသားသားနဲ့ထွက်သွားတယ်အဲ့ဒါနဲ့စာတိုင်းမှတ်တိုင်ကနေနင်းနဲ့ကြော်လာတဲ့အခါမှာဘာလာလဲဆိုတဲ့အခါကျရင်ပလေးတစ်ခွဲကအဲ့ဒီကောင်တားတယ် ကားတားပြီးတဲ့အခါမှာအရှိက driver ရှိမှဘာသွားလုပ်လဲဆိုရင် license သွားတောင်းတဲ့အခါမှာ driver က license ပေးနိုင်တယ်အနောက်လာပြီး spare က license တောင်းတဲ့အခါမှာ spare မှာ license မရှိဘူးဘာဖြစ်နေတာလဲဆိုတဲ့အခါကျရင်သူ့တငယ်ချင်းတကယ့်တရားဝင်ရထားတဲ့ license ရထားတဲ့ spare နေရာမှာသူကတကြောင်ဝင်ပြီးပတ်စံဝင်ရှားတဲ့အချိန်ဖြစ်နေတဲ့အခါကျတော့သူ့မှာတက်တည်ဖြတ်စရာ မရှိတဲ့အခါမှာဒဏ်ကြေးအနေနဲ့သူ့ကိုဆိုရကနေပြီးဒဏ်ရိုက်ခဲ့ ဘာတင်ကန်းစာရလဲဆိုတော့တပားသူရှိကမတရားယူထားတဲ့ပတ်စံတပားသူကိုတော့သူအနိုင်ကျင့်လို့ရတယ်တရားမျှတမှုကိုသူအနိုင်ကျင့်လို့မရအောင်ဒီနေ့ဝင်ရေးဆိုင်ရာအတွက်ချက်ကလေးတစ်ချက်ကိုတို့တို့ကစဉ်းစားရအောင်ကျွန်တို့တို့တော့မသိပါဘူးတပားသူလည်းမသိဘူးဒါမဲ့တရားမျှတာတဲ့ဖះတည်ရဲဆိုတဲ့အတ္တတာလေးကိုဒီနေ့ဝင်ရေးအတ္တတာအတွက်တို့တို့ကထောက်ရွှေ့နေနေစဉ်ဘဝအတ္တတာမှာကျွန်တို့တို့အကောင်းဆုံးဖះကြိုက်တဲ့အတ္တတာလမ်းမှာခက်ခဲတဲ့ကြားထဲမှာကြိုးစားရှင်သန်ရအောင် အားလုံးကိုဖိတ်ခေါ်လိုက်ပါရစေ။ကျွန်တော်တို့စီကိုဖျားကောင်းကြီးပေး